Hello Midnight Story Podcast ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ season လေးမှာတော့ horror mystery thriller true story short story လေးတွေကိုပိုကိုရိုင်းဘာသာပြန်ပြီးနေသလိုဖြစ်ရမှန်ကြောင်းလေးတွေလည်းတင်ဆက်ပေးနေရပေါ့နော်အခုဒီ Halloween တော့ Halloween special podcast လေးလုပ်ပေးပြီးတည်းကပိုဒီ podcast တွေမလုပ်ဖြစ်တာကြာပြီပေါ့နော်အားကြောင့်မို့လို့အခုအစ်စ်ကလေးတင်ဆက်ပေးလိုက်ပါတယ် ဒီရပိုင်းရတော့လေဒီ stranger things တို့ welcome to dairy တို့အဲ့ဒါတွေပဲကြည့်ပြနေရောပို့ရဲ့စိတ်ထဲမှာလည်းလေအဲ့ခေတ်ကဒီနိုင်ငံရေးအခြေအနေတွေပြီးရဲ့အဲ့လိုမျိုးထူးခြားပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ project တွေပေါ့နော်အာပြီးတော့လို့ရှိရင်ဒီဂျိုသားတွေအကြောင်းနေအံ့တွေပဲစိတ်ထဲရောက်နေပေါ့နော်အဲ့ဒါမျိုးဒီမှာလည်းအခု script ပြေးမယ်ဆိုတော့အဲ့အဲ့ဒီအကြောင်းလေးတွေပဲပြောပြခြင်းလို့ပေါ့နော် အဲအကြောင်းဒီဗီဒီယိုမှာအခုဒီအခိုးဝါလို့ခေါ်တဲ့ဒီစစ်အေးတိုက်ပွဲပေါ့နော်အဲစစ်အေးတိုက်ပွဲအချိန်မှာဒီ US နဲ့ Soviet နှစ်ခုကြားကပြိုင်ဆိုင်မှုတွေပေါ့နော်ပြိုင်ဆိုင်မှုတွေစမ်းသပ်မှုတွေလက်နက်တွေကိုအပြိုင်ဆိုင်ထုတ်ကြတဲ့ဖြစ်ပေါ့နော်အဲမှာသူတို့နှစ်ဖက်ကြားကပြိုင်ဆိုင်မှုတွေစမ်းသပ်မှုတွေနဲ့ဒီ conspiracy theory အကြောင်းနေပြောပြပေးမယ်နော် ဲ့တော့ခိုးကဘယ်အချိန်မှစခဲ့လဲဆိုတော့1948ခုနှစ်ပေါ့နော်အဲသူကအဲတုန်းကကမ္ဘာပေါ်မှာအင်အားကြီးဆုံးဒီအင်အားစုနှစ်ခုဖြစ်တဲ့ United States နဲ့ Soviet Union တို့ကသူတို့ကအပြိုင်ဆိုင်ဒီနောက်ဆုံးပေါ်လက်နက်တွေထုတ်ကြတာပေါ့နော်အဲ့ဒီအချိန်တုန်းကဆိုလို့ရှိရင်ဒီ nuclear လက်နက်တွေလည်းနှစ်ဖက်ပြိုင်ထုတ်ကြတယ်သူကဘလောက်ပုံများရဲဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်အဲ့ရအပြင်ဟိုမှာဒီရိုးရိုးတာမန်တနက်တွေဘုံနေပြီးတခြားသူတို့ဘယ်သူမှမစင်စားမိတဲ့လက်နက်မျိုးတွေပေါ့နော်ပို့ပြီးတော့ဂျမ်းနဲ့နှစ်နှစ်ရှိတယ်ဒီဘက်ကဘူတာ လေးဆိုပြီးတော့အပြိုင်ဆိုင်တို့အဲ့လိုမျိုးလောက်ကြတာပေါ့နော်အဲ့ခေတ်မှာ အဲ့လိုမျိုးတို့တွေထုတ်တာတွေလိလိုက်ရတယ်မှာဘာတွေပါလဲဆိုတော့ဒီနောက်ဆုံးပေါ်ချက်လီရင်နေပေါ့နော်ပုံစံနေဆိုလို့ရှိရင်လည်းတာမန်မြင်မှုနေချာပုံစံနေနဲ့မတူဘူးအဲအဲ့လိုမျိုးပုံစံပြောင်းလိုက်တဲ့အတွက်ကြောင့်မလို့ဒီလီရင်ကပို့ပြီးတော့အမြင့်ုံတက်သွားနိုင်တယ်တို့ပို့ပြီးတော့ဝေဝေးပြန်နိုင်တယ်တို့အဲ့လိုမျိုးအစွမ်းနေမျိုးစုံရှိအောင်လို့တို့မျိုးစုံစမ်းသပ်ပြီးတော့ထုတ်ကြတာပေါ့နော်အပြီးတော့ကြတော့ဒီသိပ္ပံပညာရှင်တွေကိုအသုံးချပြီးတော့ဒီလူတွေနဲ့စမ်းသပ်တာပေါ့နော်အဲလူတွေရဲ့စိတ်ကို control လုပ်တာတွေပြီးတော့လို့ရှိရင်အဒီမျိုးပီစာကိုပြောင်းလဲပြီးတော့လုံးဝဒီ ီဒီနိုင်ငံနေဆန်တွေအရှင်ကြီးအရလုံးဟောပိုကျန်းနေအောင်လုံးမဲ့သူအဲ့လိုမျိုးသူတို့ရွေးချက်ကြီးတွေကတော့အရန်ကြီးရတယောက်တယောက်ကဒါပေမဲ့အဲ့လိုမျိုးစမ်းသပ်မှုတွေလုပ်တဲ့အခါမှာစင်းဝန်းနဲ့မညီတဲ့စမ်းသပ်နည်းတွေနှိမ့်ဆက်တဲ့ဘက်တွေရောက်သွားတာတွေစမ်းသပ်ခံနေရအုံနောက်တွေပြတ်သွားတာတွေအသက်တွေတည်ကြည်ပျက်စီးရတာတွေ အော်ပြီးတော့ကြတော့ဒီလိုမျိုးစံသက်ခံနေတချို့တွေဆိုလို့ရှင်တော့မှာသူတို့ကိုယ်တိုင်သဘောမတူဘဲနဲ့ဒီအကျဉ်းသားတွေကိုအတင်းကျပ်လောက်တာမျိုးတွေအဲပြီးတော့လို့ရှင်လူတွေကိုဒီ volunteer ခေါ်တဲ့အခါမှာလည်း information အပြည့်အဝမပေးဘဲနဲ့အော်ပြီးတော့မှဒုက္ခရောက်သွားတာတွေအဲ့လိုမျိုးတွေတော်တော်လေးဖြစ်ခဲ့ကြရယ်ပေါ့နော်ဒါပေမဲ့အဲ့တုန်းကကြတော့အစိုးရရဲ့ project တွေဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကလုံးဝ top secret ဆိုပြီးတော့အဘသူမှမသိအောင်လို့တတိတ်ကလေးဒီလိုမှတ်တမ်းနေဆိုလည်းအတီးကြမရှိဘူးပေါ့နော်လူတွေဘယ်နှစ်ယောက်လောက်အသေးချေပျက်စီးခဲ့တယ်ပါညာဆိုတာတော့မှအခုထိသတင်းတွေ ်မထွက်လာအောင်လောက်ဒီသူတို့က PPE လောက် classify ဆိုပြီးတော့လုံထားခဲ့ကြတာပေါ့နော်အဲ့တော့ဒီအကြောင်းတွေကိုသိတဲ့သူတွေကလည်းပြန်ပြောခွင့်မရှိကြဘူးပေါ့နော်ဒီအဖွဲ့အစည်းတစ်ခုထဲမှာပါတဲ့လူတိုင်းတောင်မှအကုန်လုံးဒီအရမသိနိုင်ဘူးပေါ့နော်ဒီ security clearance level အလိုက်ဘယ်သူကဘယ်လောက်ထိပဲတီးခွင့်နေဆိုတဲ့ဟာမျိုးနဲ့လုံးဝလှုပ်ဝှက်ထိန်ချုပ်ထားခဲ့ကြတာပေါ့နော်အဲ့တော့ဒီလိုဖြစ်ရတဲ့တွေကို အာတစွန်းတစပဲကြားကြတိကြရတဲ့ပြည်သူတွေကြတော့သူတို့တိတာလောက်ကိုနောက်ထပ်ထပ်ပြီးတော့သူတို့ရဲ့ထင်ကြီးတွေချဲ့ကားတာတွေနဲ့ဒီသတင်းတွေမျိုးစုံထွက်လာပြီးတော့ conspiracy theory ဆိုတာဖြစ်လာတာပေါ့နော်အဲ့ဒီကတချို့ဟာတွေကတော့အတိုင်းအတာတစ်ခုအထိမှန်နေနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီအစိုးရရဲ့ဒီ project တွေကအဲ့ဒီချိန်တုန်းကတာမန်လူတွေတွေးကြည့်လို့တော့မရတဲ့ အထူးထူးခြားခြား project တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အသက်တည်မပြနိုင်သေးရတော့ယုတ်တိမရှိတဲ့ဒီယုံနှံပုံမြင်အနေနဲ့ပဲဖြစ်နေအောင်ပါပေါ့နော်အဲ့တော့ဒီစင်းတိုက်ပွဲမှာဒီလိုမျိုးနှစ်ဖက်ပြိုင်ကြရတယ်ပြိုင်ပွဲရဲ့အဓိက driving force ကိုကြည့်မယ်ဆိုလို့ရှိရင်တစ်ဖက်နဲ့တစ်ဖက်ဘာတွေလုပ်နေလဲဆိုတာမသိရကြောက်စိတ်ပေါ့နော်သူကဒီတစ်ဖက်ကငါထက်ပိုမျိုးတာတဲ့ဟာတွေလုပ်နေပြီလားငါနောက်ကျကြံရဲပြီလားဆိုပြီးတော့အပြိုင်ဆိုင်ရအဲ့လိုမျိုးအစမ်းပြားကြီးတွေလုပ်ကြတာပေါ့နော် အဲ့တော့ဒီ US ဘက်ကဆိုလို့ရှိရင်အဲ့ခေတ်ကပေါ့နော်တာမန်ရှိပြီးသား plane တွေအားလုံးထပ်ပို့ပြီးတော့မြင်အောင်ပြန်နိုင်တဲ့ U2 spy plane တို့ဒီတော့လို့ရှိရင်ဒီဒုံးကြီးတစ်ထပ်တောင်ပို့မြင်အောင်သွားနိုင်တဲ့ SR721 Blackbird ဆိုရဲဒီ jet လေယာဉ်တို့ပြီးတော့လို့ရှိရင် radar နဲ့တောင်မှမမြင်နိုင်တဲ့အဲ့လိုမျိုး spy လေယာဉ်တွေပေါ့နော်အဓိကတော့တစ်ဖက်ကိုတစ်ဖက်သူတို့က spy နေလဲလုံကြတာကိုဟိုဘက်ကမလုံနေလဲဆိုတာအဲ့တော့အဲ့ဒါလုံဖို့အတွက်လဲသူတို့ကအဲ့လိုမျိုးရင်မြန် true စစမ်းရင်မြန်ကြီးတွေထွင်ကြတာပေါ့နော် အဲ့တော့အဲ့လိုမျိုးရှင်မြန်နေထုတ်လာတယ်စမ်းသက်ကြတယ်ပေါ့နော်အဲ့ဒီဖြစ်တော့ကတော့အဲ့ဒါကြီးထုတ်နေရဆိုတာကိုဘယ်သူမှမသိခဲ့ဘူးပေါ့နော်ဒီအစိုးရကလည်းလှုပ်လှုပ်ဝက်ဝက်နဲ့ဒီခန္ဓာရည်ထဲမှာသွားပြီးတော့လူမမြင်အောင်လို့ပေါ့နော်စခန်းကြီးနေလောက်ပြီးတော့အဲ့မှာကြီးစမ်းသက်ကြတယ်အဲ့တော့အဲ့ဒီဒီခန္ဓာရနဲ့အနီးတစ်ဝိုက်မှာနေတဲ့သူတွေကြတော့ဒါမျိုးတွေစမ်းသက်တဲ့အချိန်မှာဒီရေမြန်ကြီးတွေကိုသူတို့ကမြင်ရတဲ့အတန်နေကြရတယ်အလင်းရောက်နေမြင်ရတယ်ပေါ့နော်အဲ့တော့အဲ့လိုအချိန်မှာ သူတို့အတွက်ကြတော့ဒါစိတ်ကူးကြီးလို့တော့မရတဲ့ရင်မြန်ကြီးတွေပေါ့နော်ဒါလူတွေလောက်တာဖြစ်နိုင်တယ်လို့သူတို့မသိသေးဘူးအဲ့အချိန်မှာဒီနီးပညာကြီးရှိရတယ်လူတွေကမသိကြသေးတော့တော့အဲ့တော့တခြားကဘာနေလာတဲ့ရင်ကြီးတွေကဒီစမ်းသက်စခန်းကြီးဝင်ထွက်လုပ်နေတယ် ဲ့တော့ဒါတွေကဘာမှမသိရရင်ကြီးရေဆိုတော့ unidentified flying objects ပေါ့နော်ဒီ UFO ဆိုပြီးတော့ဂျိုသားတွေရဲ့ရှင်နေဆိုပြီးတော့ပြောကြတာပေါ့နော်အဲ့တော့ဒီစခန်းကြီးကဂျိုသားတွေရှင်နေအဝင်ထွက်ရှိတယ်ဂျိုသားတွေ ਨੇ ပတ်သက်မှုရှိတယ်ဒီတခြားကဘာနီးပညာတွေလေးလာနေရဆိုပြီးတော့ကောလာဟလတွေထွက်လာကြတာပေါ့နော်အဲ့ဒါအဲ့ဒီအချိန်မှာဒီ Nevada Area 51ဆိုရဲ base ပေါ့နော်အဲ့ဥစားကအဲ့နာမည်အကြီးဆုံး conspiracy theory တစ်ခုဖြစ်ခဲ့တာပေါ့နော်အဲ့တော့အစိုးရဘက်ကကြည့်မယ်ဆိုလို့ရှိရင်ကြတော့သူတို့တကယ် န်းစမ်းတက်နေတဲ့ဒီရင်းမြန်းတွေအကြောင်းလူတွေကိုမသိစေချင်ဘူး။အာစပိုင်နေလည်းရှိမယ်။တခြားနိုင်ငံဒီပြိုင်ဘက်တွေလည်းတည်သွားမယ်ပေါ့နော်။အဲတော့ကြတော့အဲ့ဒါကိုမသိတာသူတို့တော့ပူကောင်းတယ်။အဲ့ဒါပြင်မှာဒီဟိုဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းဟာသူတို့ကဒီယူဂျိုသားရင်းနဲ့တော့ဆက်သွယ်ရှိနေပြီလားဆိုပြီးတော့အလကားနေနဲ့သူတို့ကြောက်နေကြမှာလေအဲ့လိုမျိုးဆိုတော့ကြတော့သူတို့ကဒါကောက်မှုပဲဖြစ်လာရဲဆိုတဲ့သဘောမျိုးဆိုတော့အာဒါတွေကိုမတိကြအောင်စောင့်နေကြတာပေါ့နော် အဲ့လိုနဲ့ဒီ conspiracy theory တွေကတဖြည်းဖြည်းနဲ့ပို့ပြီးတော့ဆိုးလာခဲ့တာပေါ့သူက2013ကြာတော့မှ area 51ကဒီရင်တွေထုတ်ခဲ့တာပါဆိုပြီးတော့နောက်ဆုံးကြေညာခဲ့တာပေါ့နော်အာဒီ area 51တို့ဒီဂျိုသားတွေနဲ့ပတ်သက်တာတို့တခြား university နဲ့ပတ်သက်တဲ့အကြောင်းတွေရောဘုံနောက်မှ video လေးတစ်ပုတ်ထပ်ပြီးတော့လုပ်ပေးဖို့ရှိရပေါ့နော်အခုလောလောဆယ်ကတော့ဒီ conspiracy theory တွေကို focus လုပ်ပြီးတော့ပြပြပေးသွားမယ်အဲ့တော့ဒီအဲ့ Area 51ကြောင်းလူတွေအငင်းခုန်ဖြစ်နေကြတော့မှရှိသေးရဲ့ MK Ultra ဆိုတဲ့ project တခုကထပ်ထွက်လာတယ်။အဲဒီ project ကကြတော့ CIA ရဲ့လူတွေကို mind control လုပ်မှုအတွက်လုပ်တဲ့ project ပေါ့နော်။အဲ့တော့သူတို့ကမူရစေးတွေတုံးတယ်။ဒီစိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုတွေလုပ်တယ်။ပြီးတော့လို့ရှိရင်ဒီ physically ထိခိုက်အောင်လို့ electric shock လုပ်တာတွေလုပ်တယ်။အဲ့လိုမျိုးနဲ့အုံနောက်ကိုပြောင်းသွားအောင်လုပ်ပြီးတော့ control လုပ်ဖို့အတွက်စူးစမ်းတဲ့ project မျိုးပေါ့နော်။ အခုဒီနာမည်ကြီးနေတဲ့ Stranger Things တဲမှာဆိုလို့ရှင်ဒီ project ကိုနာမည်တောင်မပြောင်းမင်းနဲ့ထည့်ထားတာအဲအကြောင်းပို့ဒီ Stranger Things ကြောင့်ပြောထားတဲ့ video မှာပြပြပေးထားတယ်ပေါ့နော် ဲ့တော့အဲ့ဒီအချိန်မှာဒီ US ဘက်က CIA နဲ့ Soviet ဘက်က KGB တို့ဟာအပြိုင်ဆိုင်ပေါ့နော်ဒီတယောက်ဘက်တယောက်ကို spy နေလဲထည့်ထားတယ်တယောက်ကဒီ project လုပ်ပြီဆိုနောက်တယောက်ကလည်းဒီ project လိုက်လုပ်တယ်ပေါ့နော်အဲ့လိုမျိုးဒီ Soviet ဘက်မှာဆိုလို့ရှိရင်ဒီလူတွေကိုအဝေးကနေပြီးတော့လှမ်း control လုပ်တာအဝေးကနေလှမ်းကြည့်တဲ့ surveillance project တွေအပြီးတော့လို့ရှိရင်ဒီတာမန်ထက်အားကောင်းတဲ့ super soldier လုပ်တာတွေအဲ့လိုမျိုးစမ်းသပ်မှုမျိုးစုံလုပ်တယ်ပေါ့နော်သူတို့မှလည်းအဲ့လိုပဲ အမှတ်တမ်းတွေမရှိဘူးအာဒီတခါလေကြာလို့ရှိရင်ဒီ research လုပ်နေတဲ့အဖွဲ့ကြီးတစ်ဖွဲ့လုံးပျောက်သွားတာမျိုးတွေပြီးသွားလို့ရှိရင်ညာရင်းချင်းပဲဒီစကန်ကိုဆုံးပြစ်ပြီးတော့ထွက်သွားကြတာတွေအဲ့လိုမျိုးမတင်ကစရာကောင်းတဲ့လောက်ရက်တီးရတော့အများကြီးပဲပေါ့နော်အဲ့တော့ဒီဒီနှစ်ဖက်လုံးမှာပေါ့နော်ကျောင်းရတဲ့ theory တွေတောင်မှဒီတော်တော်လေး why ဖြစ်နေပြီပေါ့เนาะအဲ့တော့အဲ့ထဲမှာတိုင်းတာတစ်ခုဒီမှန်တဲ့ဟာတွေလည်းရှိမယ်ဒါမှမဟုတ်လို့ရှိရင်လည်းဘာတွေဖြစ်ခဲ့လဲဆိုတာဘယ်သူမှမသိနိုင်ဘူးပေါ့เนาะ တီအောင်ပြောတဲ့သူတွေကလည်းမဟုတ်ပါဘူးဆိုတော့အငင်းခံခဲ့ရတယ်ပဲများတယ်တက်တည်လည်းမပြနိုင်တဲ့အတွက်ကြောင့်မလို့ဒါတွေကဒုလောဒုလောနဲ့ပဲပြီးသွားတာပေါ့နော်အဲ့တော့ဒီ1980ကျော်ပိုင်းမှာကြတော့ conspiracy theory တွေကအကြမ်းဆုံးအချိန်ဖြစ်သွားပြီသူကဘာလို့လဲဆိုတော့အဲ့ဒီအချိန်မှာကဒီစီးတိုက်ပွဲကလည်းအချိန်အမြင့်ဆုံးအချိန်ပေါ့နော် တကယ်တမ်းလည်းသူတို့အဲ့လိုမျိုးထူးထူးဆန်းဆန်းလေးလာဆန်းတမ်းမှုတွေဖန်တီးမှုတွေလုပ်နေကြတယ်ဒါပေမဲ့ဒီ conspiracy theory ကလည်းသူတို့ရဲ့နီးပြူအတစ်ခုဖြစ်လာခဲ့တယ် အဲ့တော့နှစ်ဖက်လုံးကတကယ်ဟုတ်လားမသိမဟုတ်လားမသိအဲ့လိုမျိုးတယောက်တယောက်ကြောက်အောင်လို့ conspiracy theory တွေရလည်းတချို့ဟာတွေလူတွေကထုတ်တာပဲတချို့ဟာတွေကြတော့ဒီလိုမျိုးသူတို့အဖွဲ့အစည်းတွေကိုယ်တိုင်ကအဲသတင်းမှားပေးလိုက်တဲ့ပုံစံမျိုးနဲ့အဲ့လိုမျိုးတွေထုတ်လာကြတာပေါ့နော် အဲ့တော့ဘလူးကြောင်မဲထွက်ထွက်ဒီနောက်ထပ်နာမည်ကြီးတဲ့ project တွေကိုကြည့်မယ်ဆိုလို့ရှိရင် Philadelphia project ဆိုတာရှိရဲ့အဲ့ဒါလည်းဒီ Stranger Things ထဲမှာပါတယ်ပေါ့နော်သူအဲ့အဲ့နာမည်နဲ့ပဲ Rainbow project လို့လည်းခေါ်တယ်ပေါ့နော်အဲ့ထဲမှာအဲ့ဒါကြတော့ဘလူးလဲဆိုတော့ US စစ်သင်းမောပေါ့နော်စစ်သင်းမော USS Eldridge ဆိုတဲ့သင်းမောကြီးကခုဖြောင်းနိုင်တယ်ပြီးတော့ကြတော့တခြားတနည်းအောင် portal ဖွင့်ပြီးတော့အဲ့လိုမျိုးသွားလို့ရတယ်ဆိုတဲ့ဟာမျိုး time travel လုပ်လို့ရတယ်ဆိုတဲ့ဟာမျိုးအဲ့လိုမျိုးတွေပြောကြတာပေါ့နော်ခင်တဲ့ကတော့ဒီ ship view ကတစ်ခုဖြစ်တဲ့ camouflage ကတော့ ရှိမှာပေါ့ဒီလိုမျိုးအသင်းမောတွေဖြစ်တဲ့အတွက်ဒီရေထဲမှာသူတို့ရုပ်တရက်ကြည့်ရင်မမြင်နိုင်အောင်လို့အဲဒီလိုအရာအသွင်မြင်ပုံစံမျိုးမှာသူတို့ခံမှု flag လောက်တာမျိုးတွေရှိမှာပေါ့နော်ဒါပေမဲ့ကိုကိုဖြောက်တယ်ဆိုတာလောက်ဒီအထိကြတော့အဲတကယ်တမ်းကတော့မဖြစ်နိုင်ဘူးလို့ပဲပြောရမှာပေါ့နော်နောက်ထပ်ပိုကျဲပြန်းတဲ့ project တစ်ခုကတော့ Montauk project ဆိုတဲ့ဥစ္စာအဲ့ဒါကြတော့လေဒီ US က Montauk မှာလောက်တာပေါ့နော်အဲသူတို့ကဒီ time travel တွေပြီးသွားလို့ရှိရင်ဒီ teleport လောက်တာတွေပြီးတော့ရင်ဂျိုသားတွေနဲ့ဒီဆက် ်ဆက်နေတဲ့စမ်းသပ်မှုတွေလုပ်တယ်ဆိုပြီးတော့အဲ့လိုမျိုးနာမည်ထွက်တဲ့ဟာပေါ့เนาะအဲ့တော့ပြောရရင်ဒီ area 51 MK Ultra Philadelphia project Montauk project ဆိုအကုန်လုံးကတော့ဆက်ဆက်နေရပဲပေါ့เนาะအဲ့လိုမျိုးအဲ့ထဲမှာဘယ်လောက်တိုင်းတာဒီမှန်မလဲဆိုတာကတော့အတိအကျပြောလို့မရဘူးပေါ့เนาะအဲ့တော့ဒီအခုန Stranger Things ဆိုလို့ရှိရင်ဒီဒီဇလန်ကိုသူကကြိုက်လုံလားကြည်လို့လောကအခြေခံတာအစားဆိုလို့ရှိရင်သူ့နာမည်ရော Montauk ဆိုပြီးတော့ပေးမှုပေါ့နောက်မှ Stranger Things ဆိုပြီးတော့ဖြစ်သွားတာပေါ့เนาะအဲ့တော့အဲ့လိုမျိုးပေါ့ဒီအကြောင်းအရာ တွေကတကယ်ဟုံးမုံမသိပေမဲ့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ topic တွေဖြစ်တဲ့အတွက်ဒီရုပ်ရှင်တွေမှာဆိုလို့ရှိရင်ခဏခဏထည့်ရိုက်ကြရပေါ့เนาะအဲဒီ welcome to dairy တဲ့မှာဆိုလို့ရှိရင်လည်းဒီ1980ကျော်မှာ ဒီစတက်ဘက်ကနေပြီးတော့သူများနဲ့မတူတဲ့လက်နက်ကြီးကိုလိုချင်လို့ဒီ Penny Wise ကြီးကိုရှာပြီးတော့ control လုပ်မှုအတွက်ဒီစဉ်းစားရဲဆိုတာဟာမျိုးပေါ့နော်အဲ့တော့ဒီ color hala တွေ conspiracy theory တွေနောက်ပိုင်းထွက်လာတဲ့ declassified information တွေပေါ့နော်အဲ့ဒါမျိုးတွေကိုကြည့်မယ်ဆိုလို့ရှိရင်တကယ်တမ်းစစိုးရွားလုပ်ခဲ့တဲ့ project တွေလည်းအများကြီးရှိမှာပဲပေါ့နော်ကိုရီမသိလိုက်ပဲနဲ့ပြီးသွားတဲ့ဟာတွေလည်းဘယ်နှခုတောင်ရှိမလဲဆိုတော့တကယ်တမ်းမသိနိုင်ဘူးပေါ့နော်နောက်ပြီးတော့အခုလိုမျိုးသတင်းဒီ conspiracy theory ကြီးကလည်းဘယ်တိုင်းတာဒီမှန်နေမလဲဆိုတာတွေလည်း အာတကယ်တချိန်ကြလို့ရှိရင်တော့လည်းပေါ်ရင်ပေါ်လာမှာပေါ့အခုချိန်ကတော့စိတ်ဝင်စားစရာကောင်းတဲ့ topic တစ်ခုနေနဲ့ပဲရှိနေရပါတော့ အဲ့တော့ဒီခိုးဝါရဲ့ရလက်ကတော့ဒီနှစ်ဖက်ပြိုင်ကြတဲ့ပွဲမှာကပောင်းမှနီးပညာကြီးကတဟုန်တို့တို့တက်သွားတာပေါ့နော်အဲ့တခုကတော့ကောင်းတယ်ပြောရမယ်ဒါပေမဲ့ဆိုဗီယက်ဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့ကအဲ့ဘက်မှာအရန် focus လုပ်လိုက်တော့နိုင်ငံတဖြည်းဖြည်းနဲ့ကျလာပြီးတော့1991ကျတော့ဒီသူတို့ရဲ့အရှုံးနဲ့ပဲဒီခိုးဝါအဆုံးသတ်သွားတာပေါ့နော်အဲ့တော့သူတို့ဒီပြိုင်ပွဲမှာဆိုလို့ရှိရင်တခြားနောက်ထပ် uh space race ဆိုတာလည်းရှိသေးတယ်ဒီ space တဲကိုအရင်ဆုံးသူရအောင်သွားဖို့လုပ်တယ်တို့ဒီလဘုံကိုသူခြေချဖို့လုပ်တယ်တို့ပြီးလို့ ့ရှိရင်အဲ့ဒါတွေကလည်းအခုချိန်ဒီတချို့ဟာတွေကတကယ်မဟုတ်ဘူး fake news တွေအဲ့လိုမျိုးတွေပြောတာရှိရပေါ့နော်အဲ့တော့ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ဘူနောက်ထပ်ဒီ podcast လေးမှာထပ်ပြီးတော့ပြောပြပေးသွားအောင်မယ်နော်အာ URL လည်းဘယ်အကြောင်းအရာလေးသိချင်တယ်ဆိုတာ comment မှာပြောပြသကြအောင်နော်ကဲဒီ podcast လေးကတော့ဒီလောက်ပါပဲအားလုံးကောင်းသောညလေးဖြစ်ပါစေနော် good night ဒီ video လေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ကိုကြိုက်တဲ့ထက်တူကြတယ်ဆိုရင် like and subscribe လည်းလုပ်ပေးတော့ပါအောင်နော်နောက်များမှလည်းစိတ်ဝင်စားစရာသုံးသပ်မှုများဆက်ပြီးတင်ဆက်ပေးတော့ပါအောင်ရှင်